Hello မင်္ဂလာပါ Welcome to SSKO ဒီဗီဒီယို lesson မှာ Excel ကိုအခြေခံနေစပြီးတော့လေ့လာခြင်းနဲ့ beginner stage အတွက် Excel workbook ကိုဖွင့်နေတဲ့ Excel spreadsheet ပေါ်မှာပါတဲ့ basic spreadsheet terms တွေရဲ့အကြောင်းကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ် Excel ကိုမသုံးတတ်ခင်မှာ Excel မှာပါတဲ့ function တွေ terminologies တွေကို အရင်ဆုံးနားလည်လို့ပါတယ် Microsoft Excel ကို data တွေကိုစနစ်တကျစီမံခန့်ခွဲတာတွေတွက်ချက်တာတွေနဲ့ဇယားတွေ graph တွေဖန်တီးတာတွေအတွက်အသုံးပြုတယ်။ accounting မှာဆိုလို့ရှိရင်တော့ level entry basic တွင်းတာနေပြီးတော့ general ledger တိဆောက်တာတွေ sum if function တွေ tables တွေကိုတိဆောက်ပြီးတော့မှဇယားတွေဆွဲတာတွေ full set of financial statement ဆွဲတာတွေအထူးအသုံးပြုလို့ရပါတယ်။အခုစပြောမှာကတော့ Excel workbook ကို အသစ်ဖန်တီးတဲ့နည်းကိုပြောမှာဖြစ်ပါတယ် Excel workbook ကိုဖွင့်ရပါမယ်ဒီ search box မှာ Excel ကိုထည့်ပြီးတော့ရှာလို့ရသလို desktop ပေါ်မှာ shortcut တင်ထားရတယ်ပဲအဲ့ဒီ shortcut ကနေပြီးတော့လည်းသွားလို့ရပါဒီမှာ desktop ပေါ်မှာ shortcut ရှိနေတယ်အခုတော့ဒီအနေပဲသွားမယ် Excel ကိုဖွင့်လိုက်ဖွင့်ပြီဆိုရင်ဒီမှာ blank workbook ဆိုပြီးတော့ပေါ်လာမှာဖြစ်တယ်အဲ့ဒီ blank workbook ကိုနှိပ်လိုက်မယ် နှိပ်လိုက်တယ်ဆိုရင် Excel workbook အသစ်တစ်ခုရပြီဖြစ်ပါတယ်။အဲ့ဒီ workbook မှာအပေါ်ဆုံးမှာဒီမှာမြင်နေရတဲ့ဘာကို title ဘာလို့ခေါ်ပါတယ်။ဒီ title ဘာပေါ်မှာရှိတဲ့ book 1ဆိုတာဒီဒီ workbook Excel ရဲ့စာအုပ်ရဲ့နာမည်ဖြစ်ပါတယ်။ဒီစာအုပ်ကိုနာမည် change လုပ်ရတယ်။နာမည် change နေဆိုရင်ဒီ file ထဲက save as နဲ့သွားမယ်။ သွားပြီးရင် OD5 ကိုဘယ်မှာသိမ်းခြင်းတလဲ desktop ပေါ်မှာသိမ်းရင် desktop ကိုရွေးမယ်ဒါမှမဟုတ် other location နဲ့မှာသိမ်းရင်လည်းဆိုရင် ကိုသိမ်းခြင်းတဲ့ location မှာ ရွေးပြီးတော့မှ file name ကို change လုပ်ရပါတယ်။အခုနာမည်ပြောင်းလိုက်မယ် SSK ကို financial training center လို့နာမည်ပြောင်းလိုက်။ဒါဆိုရင်ဒီ exam workbook ရဲ့နာမည်ဒီ SSK ကို financial training center စာအုပ်ဖြစ်သွားပြီးတော့ ဒီအောက်မှာ safest type မှာ excel workbook ဆိုပေါ်နေမှာဖြစ်တယ် safe နဲ့ပိတ်လိုက်ပိတ်လိုက်ရင်ဒီမှာ SSK financial training center ဆိုရက် workbook တစ်ခုရလာပြီဖြစ်ပါတယ်ဒီအပေါ်ဆုံးမှာမြင်နေရတဲ့ save တို့ redo တို့ undo တို့ဒီ show below the ribbon ကိုနှိပ်လိုက်ရပါမယ်နှိပ်တဲ့အခါမှာဒီ quick access toolbar ဒီ ribbon ရင်အောက်ကိုပြန်ရောက်တော့မှာဖြစ်ပါတယ်တကယ်လို့အပေါ်ကိုပြန်ဒါတွေဒီ shortcut key တွေဖြစ်တယ်အဲ့ဒီ shortcut key bar တွေကို quick access toolbar လို့ခေါ်ပါတယ်ဒီအောက်မှာရှိတဲ့ home tab home tab အောက်ကိုနှိပ်လိုက်ရင် group လေးတွေတွေ့မယ် insert page layout formula ဒီ tab လေးတွေအောက်မှာလည်းပဲအုပ်စုအုပ်စုလေးတွေရှိတယ်အဲ့ဒါလေးတွေကိုတော့ groups လို့ခေါ်တယ်ဒီ tab လေးတွေရှိတဲ့ဘာကိုတော့ ribbon လို့ခေါ်ပါတယ်ဒီ tab နဲ့ဒီအုပ်စုတစုလုံးကြီးတွေကို ribbon လို့ခေါ်တယ်ဒီအပေါ်က shortcut key တွေပါတယ်ဘာလို့တော့ quick access toolbar လို့ခေါ်ပါတယ်ဒီ quick access toolbar ဒီအခု excel workbook ကိုဖွင့်တဲ့အခါမှာ ribbon ရဲ့အပေါ်မှာရောက်နေဒါကိုအောက်ကိုရွှေ့ခြင်းနဲ့ဆိုလဲရွှေ့လို့ရတယ်ဒီဘေးက down arrow လေးကိုနှိပ်ပြီးလို့ရှိရင် ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ show above the ribbon ကိုနှိပ်လိုက်လို့ရပါတယ် Microsoft Excel ဒီဒီတစ်ခုနဲ့တစ်ခုက advanced ဖြစ်လာတဲ့ဖြစ်တဲ့အတွက်အနည်းငယ်ပြောင်းလဲခြင်းရှိပါတယ်အခုသုံးနေတာကတော့ Microsoft Excel 2021 ဖြစ်ပါတယ် A B C D ဒီလိုမျိုး downline column လေးတွေဒီ alphabet နဲ့စတာလေးတွေကိုတော့ column လို့ခေါ်ပါတယ်ဒီ alphabet တွေရှိတာတွေအားလုံးကို column လို့ခေါ်ပါတယ် exam မှာ column ဘယ်လောက်ရှိလဲဆိုတာကိုသိချင်နေဆိုရင်တော့ keyboard ပေါ်က control plus right arrow လေးကိုနှိပ်လိုက်မယ်။နှိပ်လိုက်ရင်ဒီမှာ xft ရောက်သွားတယ်။ xft column ထိရှိပါတယ်။ column အရေးအတွက်ကိုသိချင်နေဆိုရင်တော့ column formula ထည့်လိုက်ရပါမယ်။ equal sign column 16384 column ရှိပါတယ်။အဆောက်ကိုပြန်သွားခြင်းနေဆိုရင်တော့ ကီးဘုတ်ပေါ်က control နဲ့ left arrow key ကိုနှိပ်လိုက်ရင်တော့ဒီ column A နေရာကိုရှောက်သွားမှာဖြစ်ပါတယ်။ဒီ alphabet တွေကို column လို့ခေါ်ပါတယ်။ဒီကနန်းတွေရှိတဲ့1နဲ့3တွေဒါတွေကိုတော့ row တွေလို့ခေါ်ပါတယ်။အတန်းလိုက်ရှိတာဖြစ်တဲ့အတွက် row တွေလို့ခေါ်ပါတယ်။အလျားလိုက်ရှိလို့ဒီ down လိုက်ရှိတာတွေကို column လို့ခေါ်တယ်။ ဒီ row တွေမှာလည်း banner row ရှိလဲလို့သိချင်ရင် keyboard ပေါ်က control နဲ့ down arrow ကိုနှိပ်လိုက်ရပါမယ်။ control နဲ့ down arrow ကိုနှိပ်လိုက်တဲ့အခါမှာ7,48,586ဝရှိပါတယ်။အပေါ်ကိုပြန်တက်ချင်တော့ keyboard ပေါ်က control နဲ့ up arrow key ကိုနှိပ်လို့ရပါတယ်။ဒီ cell လေးတွေရှိတာဒါလေးတွေကို cell ကွက်လို့ခေါ်ပါတယ်။ဥပမာဒီနေရာကိုထောက်လိုက်တယ် column နဲ့ row နဲ့စုံတဲ့နေရာ C6 အဲ့ဒီ C6 ကဒီမှာငါပေါ်နေမှာဖြစ်ပါနောက်တစ်ခွက်ထောက်ကြည့်မယ်ဒီနေရာထောက် E နဲ့1နဲ့စုံတဲ့နေရာမလို့ E1 ဒီနောက်ထောက်ကြည့်မယ် A နဲ့7နဲ့စုံတဲ့နေရာမလို့ A7 ဒီလိုမျိုးသွားထောက်ကြည့်လက်အခါမှာ selection ဒီဘောင်လေးနဲ့ပေါ်နေတာကို active cell လို့ခေါ်ပါတယ်အခုဆိုရင် F7 ဒီ F7 ဒီဒီမှာပေါ်နေတယ် ကို active ဖြစ်နေတဲ့ cell ရဲ့နာမည်လေးပေါ်နေတဲ့ box ကို name box လို့ခေါ်ပါတယ်။ name box လို့ဘာလို့ခေါ်လဲဆိုရင်နာမည်ပေးလို့ရပါတယ်။ cell ကွက်တော်၎င်းဒီလိုမျိုး table ကြီးတစ်ခုလုံးကိုတော်၎င်းနာမည်ပေးလို့ရပါတယ်။ဥပမာဒီမှာ F3 F3 ဆိုရဲဒီ cell ကွက်ကို F3 လို့နာမည်မပေးဘဲနဲ့ total လို့နာမည်ပေးကြည့်မယ်။ဒါဆိုရင် F3 မဟုတ်တော့ဘဲနဲ့ total ဖြစ်သွားမယ်။ အောက်ကို enter ခောက်ကြည့်မယ် f4 f5 f6 ညာဘက်ကိုရွှေ့ကြည့်မယ် g6 g7 သူ့ရဲ့ original ဆဲနံပါတ်တွေတွေ့ရပါမယ် f3 ကိုပြန်ထောက်ရင်တော့ total ဖြစ်နေမှာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ကို name box လို့ခေါ်တာဖြစ်ပါတယ် name box ရဲ့ base မှာရှိတဲ့ fx ဒီ function key တွေဖြစ်ပါတယ်ဒီ function key ကိုနှိပ်လိုက်ရင်ကိုသုံးကျင်တဲ့ function ကို selection လုပ်ပြီးတော့ ီ function key တွေနဲ့ sum if တို့ average တို့ hyperlink တို့အဲ့ဒါတွေကိုသုံးလို့ရပါတယ်ဒီ function key ရဲ့ base ကဘာလို့ formula bar လို့ခေါ်ပါတယ် formula bar ပေါ်မှာအထက်အောက်များလေးမြင်အောင်ထောက်ပြီးတော့ဆွဲလိုက်မယ်ဆွဲလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ formula တွေရဲ့တိတ်များနေဒီလိုမျိုးဆွဲချလို့ရပါတယ်အပေါ်ပြန်တက်ခြင်းတော့ဒီများတိုင်းသွားလို့ရတယ်လို့မသွားခြင်းဒီအပေါ်ကလည်းတက်ပြီးတော့သွားလို့ရပါတယ် ဒါဆိုရင် column နေလဲတည်ပြီ row တွေလဲတည်ပြီဒီ cell တွေကိုတော့ active cell တွေလို့ခေါ်တယ်ဒါလေးတွေကိုတော့ sheet လို့ခေါ်တယ် sheet ဆိုတာစာရွက်ပေါ့ဒီ excel ကြီးက workbook ဆိုတော့စာအုပ်ဆိုရင်ဒါလေးတွေကစာရွက်တရွက်နှစ်ရွက်ဒီလိုဖြစ်မှာပေါ့ဒီမှာတော့တရွက်ပဲရှိတယ် worksheet လို့လည်းခေါ်ကြတယ်ဒီ sheet ရဲ့နောက်မှာနောက်ထပ်စာရွက်တရွက်တိုးခြင်းနေဆိုရင်ဒီ plus sign လေးကို နေလိုက်လို့ရပါဒါဆိုရှိတူပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီရှိ1ရဲ့ရှေ့မှာပဲပေါ်ချင်တာဆိုရင်တော့ဒီရှိကောမှာ right click ထောက်ထောက်ပြီး insert ကိုနှိပ်ရမယ် insert ကိုနှိပ်တဲ့အခါမှာဒီ worksheet ပေါ်လာမယ်အဲ့ဒီ worksheet ကို okay ပေးလိုက်ရင် နောက်ထပ် sheet 3ဒီ sheet 1ရဲ့ရှေ့မှာပေါ်လာမှာဖြစ်ပါတကယ် excel တွေနဲ့စီရင်စရာတွေဆွဲတဲ့အခါမှာ sheet 1 sheet 2 sheet 3တွေမလုပ်ဘဲနဲ့ နာမည်တွေပေးရပါတယ်နာမည်ပေးခြင်းရင်ပေးလို့ရပါတယ်ဥပမာ sheet 3ကိုနာမည်ပေးမယ် sheet 3ကို balance sheet balance sheet တွေဆွဲမှာ sheet 3ပေါ်မှာ balance sheet format ကိုထည့်မယ် formula တွေကိုထည့်မှာဆိုရင် balance sheet ဥပမာ sheet 1ကိုကြတော့ pnl profit or loss အစရှိသည့်ဖြင့်နာမည်တွေပေးလို့ရပါတယ်အခုကတော့၃ရှိတယ်ရှိတာမို့လို့ကိစ္စမရှိဘူး အကယ်၍ကိုယ်မှာရှိတဲ့အများကြီးရှိတဲ့အခါမှာဘယ်နဲ့ရှိရှိလဲသိချင်တယ်ဒါမှမဟုတ်လို့ရှင်ကိုလိုချင်တဲ့ရှိတွေကိုဒီလိုမျိုးခုချင်းတစ်ခုချင်းလိုက်ထောက်မကြည့်ပဲနဲ့ကိုလိုချင်တဲ့ရှိနေဟာကိုချက်ချင်းရောက်ချင်တယ်ဆိုရင်ဒီ arrow လေးရဲ့ဘေးမှာ right click ထောက်လိုက်မယ်ဒါဆိုရင် ကိုယ်မှာရှိတဲ့ရှိအရေးအတွက်တွေကုန်ပေါ်လာမယ်ဒီမှာဆိုရင် balance sheet pnl sheet 2ဆိုပြီးသုံးရှိရှိတယ်ကိုရောက်နေတာ sheet 2ကိုကြည့်ကျင်တာက balance sheet ကိုကြည့်ကျင်နေဆိုရင် ဘယ်လန့်ရှိကိုဆက်လက်ရှင်းမှတ် okay နဲ့လိုက်တာနဲ့ဘယ်လန့်ရှိကိုရောက်သွားမှာဖြစ်ပါဒါကတော့ sheet အတက်လေးတွေတိဆောက်တဲ့နေဖြစ်တယ်တကယ်၍ဒီ sheet 2ကမလိုတော့ဘူးခုမှဘယ်လန့်ရှိနဲ့ PNN နဲ့နှစ်ရှိပြည့်စုံတဲ့ဒီ workbook အတွက်ဒါဆိုရင် sheet 2ကိုဖြတ်ချင်နေဆိုရင်တော့ဖြတ်ချင်တဲ့ sheet ပေါ်မှာ right click ထောက်ပြီးတော့ delete ကိုနှိပ်လိုက်ရင် sheet 2ကပြတ်သွားမှာဖြစ်တယ်နောက်ထပ်တစ်ရှိထပ်တိုးခြင်းနဲ့ plus sign နဲ့တို့မယ်နောက်တစ်တို့ချင်းနဲ့ plus sign နဲ့တို့မယ်သို့မဟုတ် pn ရဲ့ရှေ့မှာရှိတစ်ခုတို့ချင်းနဲ့ pn ပေါ်မှာ right click ထောက်မယ်ပြီးရင် insert ကိုနှိပ်မယ် worksheet အသစ်ကို okay လောက်လိုက်ရင် pn ရဲ့ရှေ့မှာပေါ့ဖျက်ချင်တဲ့ sheet ကိုနှိပ်မယ်ဖျက်ချင်တဲ့ sheet ကိုပေါ်မှာ right click ထောက်မယ်ပြီးရင် delete ကိုနှိပ်ဟုတ်ပြီဒါဆိုလို့ရှိရင် sheet တွေနဲ့ပတ်သက်ပြီးတော့ sheet အသစ် create လုပ်တဲ့အနေနဲ့ sheet တွေကိုပြန်ပြီးတော့ delete လုပ်တဲ့အနေကိုတည်သွားမယ်ထင်ပါတယ်။ပြီးတော့ဒီအောက်မှာဒီ column နေဒီ column နေကိုအခု w ထိပဲမြင်ရတယ်။ဟိုဘက်တွေကိုဆက်ပြီးတော့မြင်ကျင်နေဆိုရင်ဒီအောက်မှာ scroll bar လေးရှိပါတယ်။အဲ scroll bar လေးနဲ့ရွှေ့ပြီးတော့မှဒီ column နေကိုကြည့်လို့ရပါတယ်။ဒါကြောင့်ဒီ scroll bar ကို column scroll bar လို့ခေါ်ပါတယ်။တကယ်၍ဒီ row 1နေပြီးတော့ ဟိုမှာကိုယ့်ရဲ့စီရင်စရာတွေဟိုအောက်ရော100ကျော်တိရှိတယ်။အဲ့ဒါတွေကိုသွားကြည့်ခြင်းနဲ့ဆိုရင်ဒီလိုဆဲကွက်ပေါ်မှာထောက်ပြီးတော့ down arrow နဲ့ဒီလိုသွားရင်ကြာပါတယ်။အဲ့တော့မြင်မြန်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီညာဘက်မှာရှိတဲ့ rose crawler ကိုဟိုရွှေ့ပြီးတော့မှသွားလို့ရပါတယ်။ဒီနေ့ lesson မှာဆိုရင် excel workbook အတခုအတ create လုပ်တဲ့နည်းနဲ့ဒီ workbook ပေါ်မှာရှိတဲ့ Excel ရဲ့ basic terms လေးတွေအကြောင်းကိုပြပြဆုံးဆုံးပြောပြပေးသွားတာဖြစ်ပါတယ်။ Summary အနေနဲ့ဒီပုံလေးနဲ့ပြပါမယ်။အပေါ်ဆုံးကဒီဘားကို title bar လို့ခေါ်တယ်။ဒီဟာတွေကို tabs တွေလို့ခေါ်ပါတယ် top level tabs တွေ။ဒီမှာ shortcut တွေရှိတဲ့ဘားကို quick access toolbar လို့ခေါ်တယ်။ file တို့ home တို့ insert တို့ရှိတဲ့ tab တွေရှိတဲ့ ဒီအောက်ကအုပ်စုတွေနဲ့ဟာတော့ ribbon လို့ခေါ်ပါတယ်ဒီလို selection မှတ်ထားတဲ့အဖြူရောင်ဆက်ကွက်လေးကိုတော့ active cell လို့ခေါ်တယ်ဒီမှာဆိုရင် a နဲ့1နဲ့စုံတဲ့နေရာမှာရှိတော့ a1 လို့နာမည်ရှိတဲ့ box လေးကိုတော့ name box လို့ခေါ်ပါတယ် name box ရဲ့ဘေးမှာရှိတဲ့ fx ဆိုတာလေးကိုတော့ function လို့ခေါ်တယ် function ရဲ့ဘေးမှာရှိတာကိုတော့ formula bar လို့ခေါ်ပါတယ် ဒီ ribbon ရဲ့အောက်မှာရှိတဲ့အုပ်စုလေးတွေ home tab ဆိုလဲ home tab ရဲ့အောက်မှာသူ့ရဲ့အုပ်စုလေးတွေရှိတယ်။ insert tab ကိုထောက်လိုက်ရင်လည်းပဲအုပ်စုလေးတွေရှိမယ်။ page layout အောက်မှာလည်းပဲသူ့ရဲ့သက်ဆိုင်ရာ function အုပ်စုလေးတွေရှိတယ်။အဲ့ဒါလေးတွေကိုတော့ groups လို့ခေါ်ပါတယ်။ဒီ1 2 3နဲ့ရှိတဲ့ဒီ horizontal level line ကိုတော့ rows တွေလို့ခေါ်ပြီးတော့ဒီ a b c d alphabet တွေနဲ့ရှိတာတွေကိုတော့ columns လို့ခေါ်ပါတယ်။ ဒီ cell ကွက်တွေရှိတာကိုတော့ grid lines လို့ခေါ်တယ်။ဒီအပေါ်အောက်ရွှေ့လို့ရတာဒီ row scrubber ဖြစ်ပြီးတော့ဘယ်ညာရွှေ့လို့ column မျိုးရွှေ့လို့ရတာဒီ column scrubber ဖြစ်ပါတယ်။ဒီ sheet လေးတွေကိုတော့ worksheet လို့ခေါ်ပါတယ်။ဒီမှာ excel ကိုပုံစံမျိုးစုံနဲ့ကြည့်လို့ရတာကိုတော့ view buttons လို့ခေါ်တယ်။ဒီ zoom ကတော့ဒီ excel workbook ကြီးကိုချဲ့ကြည့်ခြင်းလားချုပ်ကြည့်ခြင်းလားကြည့်လို့ရပါတယ်။ ဒါက summary ပြောပြပေးသွားတာဖြစ်ပါတယ်။ဒီမှာ zoom workbook လေးကိုခြုံချက်လုပ်ပြပါမယ်။ချက်ခြင်းနဲ့ဆိုရင် cell quad တွေကြီးလာမယ်။ခြုံလိုက်တဲ့ဆိုရင် cell quad ကသေးသွားမယ်။ဒီ cell quad တွေကိုထောက်လို့ရတဲ့ဒီ quad လေးတွေကိုတော့ grid lines တွေလို့ခေါ်ပါတယ်။ဒါဆိုရင် excel ရဲ့အခြေခံဖြစ်တဲ့ excel workbook ကို ဖွင့်တဲ့နည်းနဲ့သူ့ရဲ့ excel workbook ပေါ်မှာ ပါတဲ့ basic spreadsheet times lay တွေအကြောင်းကိုနားလည်သွားပြီလို့ထင်ပါတယ် thanks for watching see you in the next video bye bye